ပါအခုစပြပြီဆိုကြည်ကြည်ပါယူပါပြိတ္တတွေတိမာပါယူပါတကယ်တခါလေးတောင်းပါတော့မင်းဟာလေဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မိမအဲ့လိုပေါ့မိန်းကလေးတွေအဲ့လိုပဲလေမဟုတ်လားမလုံတော့ဘူးတောင်းမမာတယ်လောင်းမလုံတော့ဘူးခဏခါမပြောဘူးလားနေရာပေါ်မှာလိုက်ပြီးတော့တန်ဘူးတွေကွာသွားတာ ਉ ကိုရောက်တဲ့နေရာမြင့်လေ တန်ဖို့ကမြင့်လေပဲအဲဒီ feeling ကိုတော့ Julia အဲ့လိုလေစုနဲ့ပတ်သက်ပြီးတော့ဘာမှမဟုတ်ဘောနော်တွေးထားတော့ထားချင်းမရှိပါဘူးဘာလို့လဲဆိုတော့ကိုဝိုင်းနဲ့ပထမအဦးဆုံးဘောနော်စုံတဲ့ကားဖြစ်တဲ့အတွက်စိတ်ကြစားလူသက်သမားကိုချစ်ခင်မိတယ်ဒါကြောင့်မကိုညီမအရေးယုံတယ်ယုံတယ်ကိုအတွက်လည်းတွေးမိရေထုတ်လို့ရေးအတွက်ကောပြီးတော့ကိုနေဝင်းအတွက်လည်းတွေးမိပါတယ်ဟုတ်ပြီးတော့အဲ့ဇကားထဲမှာပါတဲ့အာဒီချမ်းမီတို့သားအဖပေါ့နော်ဘောရုံးဆိုမင်းနဲ့ပြီးရရှင်ကလေးလေးနဲ့လေ ကားမှာအဲဆရာနဲ့အမတ်တရားဆိုရင်ဆရာတော့တိတ်ကြီးအများကြီးရိုက်ရတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ချူးလေးကတိတ်4အများဆုံးပဲတိတ်20ပြီပေါ့နော်တိတ်17နေထိအဲ့လိုမျိုးရိုက်ရတာရှိရေပေါ့နော်လွယ်လွယ်ကူကူနဲ့မပီးဘူးပေါ့နော်အဲ့လိုမျိုးကြားဘူးပဲမယ်ဆရာနဲ့ကတိတ်4ပဲကိုနေဝင်ရချူးလေးရောတိတ်4ပဲအများဆုံးအဲ့ဒါအရက်ကုတ်ယူတယ် ။ဟောတခါလေးတမတာပါယူပါအခုစပြပြီဆိုကြည့်ကြည့်ပါယူပါပရိသတ်တွေတိမာပါယူပါတကယ်တခါလေးတမတာပါဟုတ်အဲ့လိုပေါ့မိန်းကလေးတွေအဲ့လိုပဲလေမဟုတ်လားမလုံတော့ဘူးတောင်းမမာတောင်းမလုံတော့ဘူးခဏခါမပြောဘူးလားအဲ့စကားတွေရရတော့ဒီတကယ်ကို training ပေါ့နော်အဲ့လို rehearsal မှာကလေးကခံစားခဲ့ရတာပေါ့နော်ဒါပေမဲ့တကယ်တကယ် on scene ပေါ်ရောက်တော့ပူပြီးတော့ စိတ်ထဲကလည်းသူပို့ပါတဲ့ခါကြောက်လေပို့ပြီးတော့ဒီဘက်ကလူကလည်းပို့နှစ်တာပေါ့နော်ပြီးတော့ကိုငိုရတဲ့အကြောင်းရင်းကလည်းလေကိုတော်တော်ဆိုးပါတယ်အဲ့တော့လေကိုလုံရက်ကိုကိုတွေးလိုက်တာနဲ့တင်တော်တော်ငိုလို့ကောင်းသွားပါတယ် အဲပထမဆုံးစားကြည့်တဲ့အချိန်မှာတော့အမြင်ကက်စရာကြီးရိုက်တဲ့အချိန်ရောဇက်မာရောအရင်အမြင်ကဖို့ကောင်းဒုတိယတစ်ခေါက်ကြည့်တဲ့အချိန်ကျတော့ကိုကအားနေချက်တွေလိုက်ရှာတဲ့အချိန်ဖြစ်သွားပြီလေအခုတတိယမြောက်ချိန်ဆိုရင်တော့ယူပါအောင်နားလည်သွားမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့လေကိုကပရိသတ်တယောက်အနေနဲ့မဟုတ်ဘဲနဲ့ယူပါလို့မိန်းကလေးတယောက်တာကိုသာဆိုရင်ဆိုခံစားချက်နဲ့ကြည့်မယ်ဆိုသူရွေးချယ်တဲ့လမ်းကသူ့အနေနဲ့ဆိုရင်လည်းမှန်ကောင်းမှန်လေးဘာလို့ဆိုယူပါဆိုတာပညာတတ်ကြီးလည်းမဟုတ်ဟိုက်ဆိုကြီးလည်းမဟုတ်ဘူးလीနော်တကယ်အခြေခံလူရန်စားအောင်မှာ မိဘတွေကလည်းကောင်းတာမဟုတ်ဘူးအဲ့လိုမကောင်းတဲ့မိဘတွေကိုသူကပံ့ပိုးပေးနေရတယ်အင်းကူကောင်းမလေးရဲ့ mindset အရာဆိုရင်ကျတော့ तू ဒီလောက်တွေးနိုင်တာ तू အကောင်းဆုံးတွေးထားတာပဲလေ तू ရွေးချယ်တာ तू အတွက်ကတော့မှန်တယ်လို့တော့ချူလေးကတော့ထင်တယ်ပေါ့နော်ဒါပေမဲ့အပြင်ကနေကြည့်မယ်ဆိုရင်တော့ သူဟာမကောင်းဘူးပေါ့နော်သူ့လို့ရဲမားတယ်လို့ထင်ထင်ရမယ်ပေါ့နော်အဲ့တော့ချူလေးလို့သုံးခေါက်ကြည့်လိုက်ရင်တော့ယူပါ့မမုန်းတော့တော့ပါအဲဒီ feeling ကိုတော့ချူလေးကအဲ့လိုလေစုနဲ့ပတ်သက်ပြီးတော့ဘာမှဟောပေါ့နော်တွေးထားတော်ထားခြင်းမရှိပါဘူးဘာလို့လဲဆိုတော့ကိုဝိုင်းနဲ့ပထမအဦးဆုံးပေါ့နော်စုံတဲ့ကားဖြစ်တဲ့အတွက်အဲဒရိုက်တာဆရာကိုဝိုင်းဆရာနေပြီးတော့ပဲနောက်ထပ်ချူလေးနဲ့အတူတူလက်တွဲပြီးတော့ချူလေးကိုလက်တွဲခေါ်ခြင်းနဲ့စိတ်ရှိအောင်အကောင်းဆုံးစ조사မယ်ဆိုရယ်စိတ်ပဲရှိခဲ့တာပေါ့နော်အခုအတွက်လည်းတွေးမိရေထုတ်လို့ရေးအတွက်ကောပြီးတော့ ော့အဲကိုနေဝင်းအတွက်လည်းတွေ့မိပါတယ်ဟုတ်ပြီးတော့အဲ့ဇက်ကားထဲမှာပါတဲ့အာဒီချမ်းမီတို့တာအဖပေါ့နော်အကိုအောင်စုံမင်းပြီးရရှင်ကလေးလေးနဲ့လေသူတို့နှစ်ယောက်ကိုလည်းတွေ့မိတယ်ကိုကိုရန်တော့ပဲမတွေ့ရဘူးကိုကိုရန်ကကျတော့အာဒီ character လောက်ကတော့ပေါ့နော်ဟိုကိုကိုကိုတော့အမြဲတမ်းနှိမ့်ချထားတာဆိုတော့လေဟုတ်တွေးထားခြင်းမရှိပါဘူးပျော်ပေးမှာပေါ့အဲ့အဲ့နဲ့အရန်ကုန်ရှိနေဂျူလီကတော့အများကြီးစူးစမ်းလို့ပါသေးတယ် ဒီနေ့ဒီနေ့ပြီးရင်စားရမယ်ဒီနေ့ပြီးရင်စားရမယ်ဘယ်သူမှကျွေးပါလဲ မရှင်းပါဘူးမရှင်းပါဘူးကျူလီယာမရှင်းဝရှင်းဟုတ် feeling ဆိုရုပ်ရှင်ကားကြီးကိုအခုစပြနေပါပြီပေါ့နော်ဒီနေ့ကနေစပြီးရောမြန်မာတနိုင်ငံလုံးမှာရှိရဲရုပ်ရှင်ုံဒီမှာပြတ်တက်နေပါပြီလာရောက်အားပေးပါအောင်လို့ပြောချင်ပါတယ်အခုလည်းအရန်ဝင်ချင်းနေပြီတဲ့စိတ်လှုပ်ရှားနေအော်ရပါတယ်ပျော်ပါဟိုယူပါအရန်မုန်းလို့လည်းရတယ်အရန်ချစ်လို့လည်းရပါတယ်ယူပါကိုစိတ်ထဲမှာမစွဲဘဲနဲ့ယုံနဲ့ပြန်ထွက်လာရင်ဒါယူပါစိတ်မကောင်းဖြစ်မှာပါ